်မင်္ဂလာပါရှင်ရှန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့နိုင်ငံသားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးကမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုတန်တမန်များအားရှင်းလင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံသားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတန်းဆွေသည်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနဲ့ပတ်သက်လို့ရန်ကုန်မြို့အခြေစိုက်တန်တမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများကိုယ်စားလှယ်များအားရှင်းလင်းပြောကြားခြင်းအစီအစဉ်ကိုလွေမာ73ရက်နဲ့9နှစ်ကရန်ကုန်မြို့ရှိနိုင်ငံသားဝင်ကြီးဌာနဝင်စင်းမင်းရာစာခမ်းမမှာကျင်းပပြုလုပ်ပါတယ်။ ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးဗိုလ်ချုပ်အောင်ကျော် ပြည်ထောင်စုရေးကောက်ွယ်ကော်မရှင်အဖွဲ့ဝင်ဦးအောင်လင်းဦးနိုင်ငံခြားရေးဝင်ကြီးဌာနပြည်ထောင်ဝင်ကြီးဌာနနှင့်ပြည်ထောင်စုရေးကောက်ွယ်ကော်မရှင်တို့မှတာဝန်ရှိသူများရှန်ကုန်မြို့ရှိနိုင်ငံခြားတန်ရုံများမှတန်မတ်ကြီးများတန်ရုံယာယီတာဝန်ခံများတန်တမတ်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှကိုယ်စားလှယ်များတက်ရောက်ကြပါသည် ပြည်အောင်စုဝင်ကြီးဦးတန်းဆွေကမကြမီကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတပြီးအားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်စေရန်ပြင်ဆင်နေမှုများရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်လူတဲ့နိုင်ငံရေးပါတီများကိုယ်စားလှယ်လောင်းများအားကန့်သက်ထားခြင်းမရှိဘဲဥပဒေစီမင်းစည်းကမ်းများနှင့်အညီမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းပွင့်လင်းမြင်သားတဲ့ရွေးကောက်ပွဲဖြစ်စေရန်အတွက်ပြည်ရင်းပြည်ပမှလေးလာသူအဖွဲ့များနိုင်ငံတကာမှတန်တမန်များနဲ့အဖွဲ့အစည်းများအားဖိတ်ကြားထားခြင်း ပြည်ရင်းပြည်ပမှမီဒီယာများအားမှတ်ပုံတင်ခွင့်ပြုထားခြင်း၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းများအလုံးကိုငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ရန်နှင့်ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့်နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန်ဖိတ်ခေါ်မှုအခြေအနေများ၊နေဆက်ဒေသများကိုအခြေပြု၍ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်မှုကိများနေဆက်ခြေပြူလက်နက်ကင်ဖွဲ့များကကာစီနိုအွန်လိုင်းလောင်းစားစသည်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်များနဲ့အတူကျူးလွန်ဆောင်ရွက်နေမှုများကိုတိုက်ဖြတ်နေတဲ့ကိစ္စများ 2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာနေဆက်သူအင်ဒီဂျင်နိုင်ငံများမှတစ်ဆင့်တရားမှုရောက်ရှိနေတဲ့နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6982ဦးအားအင်ဒီဂျင်နိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများထံသို့ပြန်လည်လွှတ်ပြောင်းပေးမှုအခြေအနေများ အင်းကြီးနယ်ဇက်လန်ကြောင်များမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြဝီမြို့မက်ထော်တလီ KK ဘတ်နယ်မြေများတွင်အခိုင်အမာခြေချ၍အွန်လိုင်းလိလမှုများကျွလွန်နေတဲ့ဂိုင်းများအားတိုက်ဖြတ်ချိန်မုံနေမှုအခြေအနေများကိုရှင်းလင်းပြောကြားပါရယ်ဆက်လက်ပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများက electronic မဲပေးဆက်အသုံးပြု၍မဲပေးပုံနည်းစနစ်အကြောင်းရှင်းလင်းသိပြရာတက်ရောက်လာတဲ့တန်တမတ်များက electronic voting machine ကိုလက်တွေ့ဆန်းသက်အသုံးပြုခြင်းသိရှိလိုသည့်များအားမင်းမြန်ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ကြပါရယ် အဲဒီနောက်ပြည်ထောင်ဝင်ကြီးဌာနမှတာဝန်ရှိသူများကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုများမူရစေဝါတိုက်ဖျက်ရာတွင်မြန်မာနိုင်ငံမှာမထုတ်လုပ်နိုင်တဲ့ဓာတ်ရုပ်ချေပြုတ်မူရစေဝါများနေဆက်နိုင်ငံများမှတစဉ်မြန်မာနိုင်ငံသို့ဝင်ရောက်နေမှုများကိုထိန်းချုပ်နိုင်ရည်အီအိုများအထူးကပါဝင်နေပြီးမြန်မာနိုင်ငံ၏ပြည်ရင်းနိုင်ငံရေးတည်ငြိမ်မှုနှင့်တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့်အလေးထားဆောင်ရွက်နေကြောင်း၎င်းကိုအင်းဒီချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့်အလေးထားဆောင်ကြည့်ရေးယူဆောင်ရွက်ပေးရန်မေတ္တာရက်ခံလိုကြောင်းဖြင့်ပြောကြားပြီး အွန်လိုင်းနှောင်းကစားကိုင်းများတိုက်ဖျက်ရမှာထိမ့်သိမ့်၍ပြန်လည်ပို့ဆောင်ရသူအချို့၏ဖြည့်ကြားချက်များကိုဗီဒီယိုဖြင့်ပြသရှင်းနေပါသည်။အဲဒီနောက်တက်ရောက်လာတဲ့တန်တမန်များကသိရှိလိုသည့်များကိုမေးမြန်းခဲ့ပြီးတာဝန်ရှိသူများကပြန်လည်ဖြည့်ကြားကြောင်းသိရှိရပါသည်ရှင်။